ယုတ်တရားမြို့ကိုဗီဇာကိစ္စနဲ့ပတ်သက်ပြီးတော့ရောက်ခဲ့ပါတယ်။စောစောစစ်စစ်ပြီးလို့ရှိရင်တော့ဖရားတွေရှောက်ဖို့မယ်လို့စိတ်ကူးထားတာပါ။ဒါပေမဲ့ရုံးမှကြားသွားတော့အဝေးကြီးတွေသွားလို့မရတော့ပါဘူး။အယုဒ္ဓယာအင်မီဂရေးရှင်းအတူအမြေကမ်းနားလေးမှရှိရပါ။အစားရင်စားမယ်ပေါ့နော်။ဒီဆိုင်လေးကတော့ Immigration Office ကရှေ့မှာရှိတဲ့ဆိုင်လေးပါ။အစားအသောက်လေးစားလို့ကောင်းပါတယ်။ ဒီမှာ quit ကိုလည်းရပါတယ်ဒီမှာဟင်းပွဲလေးတွေကတပွဲကို30ပဲပေးရပါတယ်အကျော်နဲ့အချင်လေးတွေလည်းရှိပါတယ်ဒါဒီမှာ plastic packing လေးနဲ့တည်တည်ကြာကြာသက်သက်ရက်လေးအုပ်ထားပါထမင်းကတော့ဆယ်ပတ်ပေးလို့ရှိရင်ကြိုက်တလောက်စားအဝစားပါဒီမှာဒီထမင်းအိုးရဲကနေကြိုက်တလောက်ကူစားလို့ရပါတယ် ဆိုင်လေးရတတရရတန်တန်ရှင်းရှင်းလေးပါဒီမှာလီမွန်တီးတို့ဂရင်းတီးတို့ထိုင်းတီးတို့လည်းရပါတယ်ရှင်ကျွန်တော်စားခဲ့တာကဟင်းပွဲငါးပွဲစားခဲ့ပါတယ်ကျဲဦးနှလုံးကြောပါတယ်ကွစ်တီးတို့တစ်ပွဲစားပါတယ်နောက်ပြီးတော့လီမွန်တီးတစ်ပူးယူပါတယ်အဲ့ဒါတွေအားလုံးစုစုပေါင်းကမှာဘတ်130ပဲကြပါတယ်ရှင် စားပြီးပြီဆိုတော့မြစ်ကိုဖြတ်ပြီးတော့ဟိုဘက်ကမှဖားရှိလဲဆိုတာသွားကြည့်မယ်။ဒီမှာအခုမြင်နေရတဲ့တံတားလေးကနေဖြတ်မှာပါ။မြစ်ကနည်းနည်းကျင်းပါတယ်။ဆင်းလို့စီလား ဒါအရှင်ဆိုတော့လှုပ်စီလှုပ်စီနေဆိုတော့လေအဲ့ဒါဟိုဓာတ်ပုံရိုက်လို့မရတော့ဘူးသူ့ကို ပြုတ်မကြအောင်လို့ကင်ပြီးတော့ထိန်းနေရတာပေါ့နော်ကဲဒီပကန်းကိုရောက်လာပါပြီရှင်ဒီနေရာလေးကမြစ်၃ခုစုံတဲ့နေရာလေးလိုမျိုးဖြစ်နေတာလေခွေလေးနဲ့မြစ်နာမည်ကို Google မှာရှာကြည့်တော့မြစ်နာမည်ကပါဆက်မြစ်လို့ပြောပါရဲ့ရှင် ီဘက်မှာအဆောင်အကြီးတစ်ခုရှိပါတယ်ဒီမှာတတော်အုပ်လေးလိုဖြစ်နေတဲ့နေရာလေးရှိပါတယ်အဲ့နေရာလေးကိုသွားပါမယ်အိမ်သားမှာပဲရှောက်ကြည့်ပါမယ်ဒီနားတစ်ဝက်ကအေးနေရာပဲဒီနားမှာပဲခဏထိုင်ပြီးတော့စောင့်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်နေအရန်ပူလို့ဒီလိုစတိုင်နဲ့ ဒီလိုစတိုင်နဲ့အယုဒ္ဓယာအင်မီဂရေးရှင်းနဲ့မှရှောက်သွားနေတယ်ဒီမှာဒီနေရာလေးကခဏဟိုမြစ်ကလေးကိုကူးလာပြီးတော့ဒီဘက်ကမ်းမှာပေါ့နော်ဒီဘက်ကမ်းမှာသူကတော့အောက်ဆိုင်ပြီးတော့အေးနေရပဲအရန်ပူတဲ့ယုဒ္ဓယာအားကြောင့်တစ်ခုလုံးလုံးလုံးချုံချုံနဲ့ထုတ်ပို့ထားတာ ဒီမှာမျက်နှာမယ်သိချင်လို့ Google မှာရှာထားတာပါ။ဒါကတော့အိမ်ဝင်ထဲမှာရှိတဲ့အင်ဂျင်ဘီနဲ့ထပ်ပုံရိုက်ထားတာပါ။အင်ဂျင်ဘန်လေးတွေကိုအရန်ချစ်ပါတယ်။ရှင်ကိစ္စတွေကတော့နှစ်နာရီလောက်ကိုပြီးသွားပါတယ်။ဒါပေမဲ့မိုးတွေအရန်ရွာနေလို့အပြင်ကိုသွားလို့မရပဲရုံထဲမှာပဲစောင့်နေရပါတယ်။မိုးဆက်အောင်စောင့်ရပါတယ်။ခုတော့မိုးဆဲသွားပါပြီ။ ဒီတရားကြီးကလေယထာကြီးမြစ်ထဲမှာဖြတ်ပြီးသွားနေတယ်လို့ပဲဒါမျိုးရှင်တော့တခါမှမမြင်ဘူးကျမတို့တော့ထူးဆန်းနေရပါတော့အမလှမ်းမြင်နေတဲ့နေရာလေးကကျမတို့ခုနကတော့အခုခဲ့တဲ့နေရာလေးပါယထာဘူရာကိုဘလောက်ဝေးလဲဆိုတာကြည့်လိုက်တော့ မိနစ်30လောက်ပဲလမ်းလျှောက်ရမယ်လို့ပြောပါတယ်အဲ့တော့လျှောက်မယ်ပေါ့နော်ဘာဖြစ်လဲလျှောက်မယ်ပေါ့လမ်းမှာတုတ်တုတ်တစီရရက်ပြီးတော့မေးပါတယ်ဘူတာသွားမှလားတဲ့လိုက်ပို့ရမလားတဲ့ဒါမဲ့ရတယ် okay လမ်းမဲလျှောက်မယ်လို့ပြန်ပြောလိုက်ပါတယ်ကြည့်ချင်တော့ယထာဘူရာကမြစ်ကဲဟိုဘက်ကမ်းမှာရောက်နေပါတယ်။အဲ့ဒီဘက်ကမ်းလည်းလူကူးလို့မရပါဘူးရှင်။ကားတွေပဲဖြတ်လို့ရပါတယ်။ ဲ့တော့ကျမတို့ဘူရာကိုသွားဖို့အတွက်ကိုပေါ်ငားလိုက်ရပါတယ်။တရနဲ့သုံးပတ်ပေးရပါတယ်။တကယ်လို့ immigration ရောက်ကနေ direct taxi ငားသွားမယ်ဆိုလို့ရှိရင်လည်းဒီဈေးပဲကြပါရရှင်။ဘူရာကိုရောက်ပါပြီရှင်။လက်မှတ်ဖြတ်ပါမယ်လက်မှတ်ကတော့တယောက်ကို20ပေးရပါတယ်ဘတ်20ပေးရပါတယ်ယထာကဘန်ကောက်ကဘန်ဆူစတေရှင်မှာရက်မှာပါ ဒီမှာယထာလက်မှတ်ပါရှင်။ဒါကတော့အယုဒ္ဓယဘုရားရဲ့မြင်ကွင်းပါရှင်။ယထာထွက်ပါပြီ။ယထာက special train မဟုတ်တော့မြင်တဲ့အတိုင်းပါပဲ။ဒီမှာပြည့်ရယထာရဲ့နေတူတူပါပဲရှင်။ထိုင်ခုံနေမှာတော့ဆိုဖာလေးတွေပါပါတယ်။

ယထာက4:48မိနစ်မှစထွက်ပြီးတော့ဘန်ဆူစတေရှင်ကို9:55မိနစ်မှရောက်ပါတယ်။သာသာတော့ဘူရာယုံရဲ့အပြင်ဘက်ပါရှင်။ကဲဘန်ကောက်ကိုပြန်ရောက်ပါပြီ။ နောက်တစ်ခါအယုဒ္ဓယာကိုသွားမယ်ဆိုလို့ရှိရင်တော့ဖျားတွေအကုန်လုံးကိုဖူးမယ်ဆိုပြီးတော့ဆုံးဖြတ်ထားပါတယ်အားလုံးကိုဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်။